အရင်ဆုံးစလိုက်မှာတော့ community ထဲမှာမေးထားမေးခွန်းတစ်ခု YouTube မှာမေးထားတာကျွန်တော်တွေ့ထားတယ်။အဲ့ဒါတော့ Binance ကိုရောတဲ့လုံလုံယုံရလားတဲ့။အော်လုံလုံရောပြပြရောဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။အဲ exchange တစ်ခုကိုယုံနေဆိုတဲ့အခြေအနေမှာ level တစ်ခုအထိပဲကျွန်တော်ယုံလို့ရပါတယ်။အဲ level လို့ကျွန်တော်ပြောရင်အဲဘာလဲပေါ့နော်။ security level ကိုပြောတာ။ security level ကဘယ်နှခုလောက်ရှိလဲ secure ဖြစ်နိုင်တဲ့ acceptable ဖြစ်တဲ့ lover ဆိုရင်၃ခုလောက်ပဲကျွန်တော်မှရှိတယ်။အဲ့ chain တွေပေါ်မှာကျွန်တော်ကိုယ်တိုင်လည်းပတ်စံထားတာရှိတယ်။ပတ်စံဆို crypto ပေါ့နော်။ပတ်စံတော့ direct တော့ထည့်လို့မရဘူး။ crypto ကိုအဲ့ chain တွေပေါ်မှာဘာဖြစ်လို့ထားထားရလဲဆိုတော့ကျွန်တော်ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။အဲ့ပတ်စံကိုအလုပ်တစ်ခုခုလုပ်ဖို့ပေါ့။အလုပ်တစ်ခုဆိုတာအန်းထဲမှာထားပြီးတော့အတိုးယူတာဖြစ်ဖြစ်ပဲ။ဒါမှမဟုတ် trading လုပ်တာဖြစ်ဖြစ်ပဲ။ဒီဟာကိုဒီတိုင်းအဲ့ chain ထဲမှာကျွန်တော်တင်ထားတာမဟုတ်ဘူး။ ကျွန်တော်ပတ်စံကို exchange ထဲမှာမသိမ်းဘူးဒါပေမဲ့အဲ့ဒီပတ်စံကို အလုတ်တစ်ခုခုလုတ်ဖို့ exchange ထဲမှာထားတယ်ဒါအတွက်ဒီဒီဟာမထားလို့မရတဲ့အခြေအနေမဟုတ်လို့နော်မထားဘဲနဲ့ဒါဥမာ exchange ထဲမှာထားလို့အတူ10%ရတာမမထားဘဲနဲ့အပြင်မှာထားလဲရရဆိုရင်ကျွန်တော်မထားဘူးဒါပေမဲ့လည်း exchange ထဲမှာထားရင် လုံးလို့ရတာတွေရှိတယ်အဲ့ကနေပြီးတော့ပြန်ပြီးတော့အကျိုးအမြတ်ရရရှိအဲ့အတွက်ကျွန်တော်ထားတယ် တော့ကျွန်တော်ဆက်စပ် security level 3ခုလို့ပြောတာဒီ a chain ကအဲ့3ခုထဲမှာအောက်ဆုံးအဆင့်မှာရှိတယ်။ဟောဒီ a chain က security secure အဖြစ်ဆုံးဆိုရ3ခုကိုဆင်လိုက်ရင်အောက်ဆုံးမှာရှိ။ဘာဖြစ်လို့လဲဆိုတော့ a chain ထဲမှာထားရင်ကိုကကိုကြိုက်တဲ့အချိန်မှာအဲ့ပတ်စံကိုခိုင်းပြီးရောပတ်စံ crypto ခိုင်းနေဆိုတော့အဲ့နေရာမှာ activity တခုခုလောက်တာပေါ့နော်။ trading လောက်တာပဲဖြစ်ဖြစ်ဈေးကြတော့မှဝယ်တာဖြစ်စသည်ဖြစ်ပေါ့နော်။ အကုန်လုံးကိုလုတ်ပြီးတော့ပတ်စံထပ်ပြီးတော့ဟိုလုတ်လို့ရတယ်။ဒါပေမဲ့တချို့ activity အဲ့ဒီထဲကတချို့ activity တွေကလည်းအာခဏကျွန်တော်ပြောသွားမယ်အာ second level security နဲ့ first level security တွေမှာလည်းလုတ်လို့တော့ရပါတယ်။ဒါပေမဲ့လည်းအဲ့လောက်မလုတ်ဖြစ်ဘူးပေါ့နော်။အချိန်ထဲမှာပဲထားပစ်သွားတယ်။အဲဒါပေမဲ့ကျွန်တော်မလုတ်တာကတော့အချိန်ထဲမှာပတ်စံမသိဘူး။ ိန်းတယ်ဆိုတာဥမာဒီပတ်စံကိုနောက်တလားတလားလောက်နေမှပြန်လာပြီးတော့အဲကျွန်တော်ယူပြီးတော့တုံးမယ်ပေါ့နော်ဒါပေမဲ့အဲ့တော့အချိန်နဲ့မထားထားရဲအဲ့လိုမလုပ်ကျဆိုဘိုင်းနက်ကိုလုံးလုံးယုံရလားဆိုရယ်မိကောအဲ့ဒီနေရာမှာဖြည့်ပြီးသားဖြစ်တယ်အဲ level 3ခုရှိတဲ့နေရာမှာကျွန်တော်အောက်ဆုံးမှာထားတယ်အဘယ်လိုပတ်စံအမျိုးအစားကိုပဲထားတယ်ဒါပေမဲ့အဲ့ level 3က exchange လို့ပေးထားတဲ့အတွက်ဒီကမ္ဘာလုံးမှာရှိတဲ့ exchange တွေ exchange ပေါင်းများစွာရှိတယ် ranking ပြန်စီရင်တော့ Binance က EUN အများဆုံး exchange တစ်ခုဖြစ်တယ်ပြောချင်တာတော့ဒီအချိန်မှာဟိုအမြင့်ဆုံးကိုရောက်နေတဲ့ exchange တစ်ခုသူကကျွန်တဲ့ exchange နေရှင် trading volume တွေများတယ် user တွေများတယ်အကုန်လုံးကနံပါတ်1ကိုရောက်နေ exchange ပေါ့နော်အနံပါတ်1ကိုရောက်နေလို့ဟိုကျွန်တဲ့ exchange နေရှင်ယုံလာလားအဲ့ဒီမိကုံကတော်တော်ဖြေရခက်တယ်ဘာဖြစ်လို့လဲဆိုတော့နံပါတ်1ဖြစ်တိုင်းလဲဟိုပြဿနာမရှိဘူးလို့ဘယ်သူမှမပြောနိုင်အဲ့တော့ကျွန်တော်ကတော့ကျွန်တော် အမြင်ကတော့ exchange ကို exchange တစ်ခုလိုပဲအဲတတ်မှတ်ပါ exchange တစ်ခုလိုပဲဆက်ဆံပါပေါ့နော် Binance ဒီပတ်စံသိမ်းရမယ့်နေရာမဟုတ်ပတ်စံကိုအလုံးလိုခိုင်းရမယ့်နေရာပတ်စံကိုဒီထက်ပိုပြီးတော့တိုးပွားအောင်အလုတ်ချင်တဲ့သူတွေအတွက်လုပ်ရမယ့်နေရာပတ်စံသိမ်းမယ်ဆိုတခြားဆော့ဆော့ကကျွန်တော်ပြောခဲ့တယ် security number 2နဲ့ number 1ကဝင်လာမယ် security number 2ကဘာလဲဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာနော် free ရတဲ့ trust တို့ metamask တို့ wallet တွေကို down ပြီးတော့ seed phrase တွေကိုလုံလုံချုံချုံသိမ်းရကျွန်တော်ကသာ security number 2အနေနဲ့ထားထားတာတကယ်တမ်းတော့အဲ့ဒါကဒါလိုပဲမတုံးတက်တဲ့သူမီးလိုပဲမတုံးတက်တဲ့သူကကိုယ့်ကိုလောင်းတက်တယ်ဒါမတုံးတက်ရင်ကိုယ့်ကိုထိုးမိတယ်အစွမ်းထက်တယ်အရင်စွမ်းထက်တယ်အတုံးဝင်တယ်မတုံးတက်ဘူးဆိုရင်ကိုယ့်အနေကိုပြဿနာတက်တယ်အထူးသဖြင့် crypto ကိုအခုမှစလေ့လာတဲ့သူတွေပေါ့ နော်အဲ့ဒါကို sea freeze ကိုကောင်းကောင်းမသိမ်းတတ်ဘူးဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာကိုယ့်ရဲ့ကွန်ပျူတာထဲမှာအဲ့ဒီ wallet တွေကို down ထားပြီးဒါကိုလုံခြုံအောင်ဘယ်လိုသိမ်းရမလဲမသိဘူးဆိုတဲ့သူတွေအတွက်ကြတော့စောစော exchange ချက်တောင်ပို့ဆိုသေးတယ်နော်အဲ့အထဲကပတ်စံနေအလွယ်တကူနဲ့အခုခံရတဲ့ရှိမှလည်းအခုခံရတဲ့ case တွေအများကြီးအများကြီးရှိတယ်အဲ့တော့ဒီလိုမျိုးပို့ပြီးတော့ secure ဖြစ်အောင်လုပ်မယ်စောစောဒီမိကုန်းကိုမေးတဲ့လူပေါ့နော် Binance ကိုလုံးလုံးယူရလား okay အဖြေက okay ကျွန်တော် level 3လို့ပြောတော့ level 3ရဲ့မကျေနပ်ဘူး level 2ဖြစ်တဲ့နေရာကိုသွားခြင်းနဲ့ဆိုရင်တော့ blind level 2ဖြစ်တဲ့နေရာကိုသွားပြီးတော့သုံးနဲ့ယုံနဲ့လုံခြုံသွားတာမဟုတ်ဘူးဘယ်လိုမျိုးလုပ်ရမလဲဆိုတော့အဲ့ level 2ကိုဘယ်လိုသုံးရမလဲဘယ်လိုလုံခြုံသွားမလဲဆက်ပြီးတော့လေ့လာရမယ်ဒီအတိုင်းရပ်လိုက်လို့မရအောင်နော်ကိုယ့်ရဲ့ဖုန်းထဲကို software wallet တစ်ခု down နဲ့ down ပြီးတော့အဲ့ C phrase တွေကိုဘယ်လိုမျိုးသိမ်းရမလဲဆိုတဲ့ဟာကိုဆက်ပြီးတော့လေ့လာရအောင်နောက်ဆုံးအဆင့်ပေါ့နော် security level level 1 secure အဖြစ်ဆုံးဆိုတော့ hardware wallet hardware wallet ဒီကတော့ဈေးကတော့ဈေးနည်းနည်းဒေါ်လာ340ကနေပြီးတော့ဈေးဒေါ်လာ600 900အထိအရှိတယ်တအားကြီးတော့မကွာဘူး pro function ဒီပေးနိုင်တဲ့ security မှာ function တုံးရတဲ့အလွယ်ကူမှု style ရှိတာမရှိတာဒါမျိုးလေးတွေဟိုဒေါ်လာ600တန်းနဲ့ဒေါ်လာ60တန်းနဲ့တော့ကွာတာပေါ့လေဒါပေမဲ့သူတို့ပေးနိုင်တဲ့ security တွေကတော့ level 2တဲ့ဆိုင်တော့အားလုံးကတော့မြင့်တယ် သူကတော့ hardware wallet လို့ခေါ်တယ်ဒါကိုတော့ကျွန်တော်ကတော့ပတ်စံသုံးပြီးတော့ဝယ်ရတာဖြစ်တဲ့အတွက်တကယ်တမ်းပတ်စံများများဆဆသိမ်းတဲ့လူကြီးကျွန်တော်ပုံမှန် recommend လုပ်တာတော့ဒေါ်လာ1000လောက်ကနေစပြီးတော့သိမ်းတဲ့သူတွေအတွက်တော့ hardware wallet က maybe less than 10%เนาะတော့ဆေးရကနေုံးထက်နည်းတဲ့ပမာဏတစ်ခုလောက်ကိုသုံးပြီးတော့ဝယ်လို့ရတာဖြစ်တဲ့အတွက်ဒီဟာတော့ရှင်းပြီးမြုံနေတဲ့နေပေါ့နော်ဒါကိုယ့်ရဲ့ security အတွက်အဲ့တော့ကျွန်တော် level 3ခုခွဲပြီးတော့ဆွေးနွေးသွားတယ်ဟို Binance ကိုလုံးလုံးယုံရလားဆိုတဲ့အဖြေကိုကျွန်တော်က yes လို့လည်းမဖြေချင်ဘူး no လို့လည်းမဖြေချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်းတုံးနေတယ်ကျွန်တော်ဘာကြောင့်တုံးနေဆိုတဲ့ reason ကိုရှင်းပြတယ်ကျွန်တော်ပြီးတော့ကျွန်တော်တခြား add တဲ့အပူတဲ့နော်ဒီ Binance ဆေးမှာထားတဲ့အပြင်ကပတ်စံတွေပေါ့နော် Binance ဆေးကိုမထည့်ချင်တဲ့ပတ်စံတွေကိုဘယ်လိုတုံးနေဆိုတဲ့ဟာကို level ခွဲပြီးရှင်းပြထားတယ်ကျွန်တော်တို့အခုချိန်မှာ level 1နဲ့ level 3ပဲတုံးနေ level 2ကိုတော့တိတ်မတုံးဖြစ်ဘူးဘာလို့ဆိုတော့ software wallet တွေကိုကျွန်တော်တိတ်ပြီးလုံခြုံတယ်လို့မထင်ဘူးပေါ့နော်နောက်ပြီးတော့အဲ့ဒါကိုတိတ်နေ ဂရီကထာကကျွန်တော်အနေနဲ့က hardware wallet တုံးလိုက်တာနဲ့လည်းအတူတူပဲဆိုတော့ hardware wallet ပဲတန်းပြီးတော့တုံးလိုက်တော့ hardware wallet တုံးတယ်ပြီးတော့ exchange တွေမှာဆိုလည်းကျွန်တော်က binance တခုတည်းမဟုတ်ဘူးဟို exchange တွေစုံအောင်တုံးဖြစ်ပါတယ်နော်အဲ့တော့ exchange အစုံမှာတချို့ exchange ဒီမှာပတ်စံနေထားဖြစ်သွားတယ်ပေါ့နော်အလုပ်တွေလုပ်ဖို့အတွက်ဒါဆိုရင်တော့ကျွန်တော် binance ကိုလုံးလုံးယူလာဆိုရင်မိကုန်းကိုဖြည့်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်